နောက်ထပ်ဗီနီဇီလာရေရင်စည်းကိုအမေရိကန်စစ်တပ်ကတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအတည်ပြုခဲ့ပါတယ်။ဒါဟာဗီနီဇီလာကမ်းလွန်မှာမူရင်းမောင်ကိုကိုင်းတွေလှုပ်ရှားနေတဲ့အဆက်လေတွေအဖြစ်ဆွဆွဲပြီးအမေရိကန်ကတိုက်ခိုက်တာခံရတဲ့ပြင်စမမြောက်ရေရင်ဖြစ်လာပါတယ်။အော်တိုဘာ၁၄ရက်နေ့ကတိုက်ခိုက်မှုအတွင်းလေပေါ်မှာလိုက်ပါလာသူမူရင်းမောင်ကိုအကြမ်းဖက်သမား၆ယောက်သေဆုံးခဲ့တယ်လို့ထရမ့်ကသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာထရုတ်မှာရေးသားထားပါတယ်။အခုဆိုရင်အမေရိကန်ရဲ့အစ်စင်ကြီးတွေအတွင်းမှာ ဗင်နီဇွဲလာရေရင်ငါးစီးပျက်စီးခဲ့ပြီးစုစုပေါင်းသေဆုံးသူ28ယောက်ထိရှိခဲ့ပြီးဖြစ်ပါတယ်ဗင်နီဇွဲလာအစိုးရကတော့အဲ့ဒီလေတွေဟာအမေရိကန်ဆွဆွဲတယ်လို့မူရမောင်ကိုဂိုင်းတွင်နဲ့အဆက်ဆက်မရှိဘူးလို့ညင်းဆိုထားပါတယ်အမေရိကန်ကလည်းတိုက်ခိုက်ပျက်စီးခဲ့တဲ့ရေရင်တွေဟာမူရစေဝါဂိုင်းတွင်နဲ့ဆက်ဆက်ပါတယ်ဆိုတာကိုဘာအထောက်အထားမှထုတ်မပြခဲ့ပါဘူးထရမ့်ကတော့ခိုင်မာတဲ့ထောက်လွှင့်ရေးသတင်းအချက်အလက်တွေရအဲ့ဒီလေတွေဟာမူရစေဝါတွေမောင်ကိုတေးဆောင်းလာတယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့တယ်လို့ပြောပါတယ် ထရမ့်ကပင်လယ်မှာရရင်တစည်းခုံမောင်းနေရင်ဒုံးကျည်ထိမှပေါက်ကွဲသွားတဲ့ဝေဟင် ထောက်လှမ်းရေးဗီဒီယိုတစ်ခုကိုလည်းလူမှုကွန်ရက်ပေါ်မှာတင်ထားခဲ့ပါတယ်။တင်ဆောင်သူ6ယောက်ဟာဗင်နီဆွဲလာနိုင်ငံသားတွေကြီးပဲဟုတ်မဟုတ်ဆိုတော့ကတော့အတိအကျမသိရသေးပါဘူး။အမေရိကန်အစိုးရဟာဗင်နီဆွဲလာသမ္မတနီကိုလတ်စ်မာဒူရိုကိုမူရမောင်ကိုဂိုင်းကောင်းဆောင်တူလို့ဆွဆွဲထားပြီးဒေါ်လာ350စုငွေထုတ်ထားပါတယ်။မာဒူရိုကတော့အဲ့ဒီဆွဆွဲချက်ကိုပယ်ချပြီးအမေရိကန်ကသူ့အစိုးရကိုတရားမဝင်နှီးလန်းတွေနဲ့ဖြုတ်ချဖို့ကြံစည်နေတာကြောင့် အခုလိုမဟုတ်မမှန်အပုတ်ချနေနေတာဖြစ်တယ်လို့တုတ်ပြန်ကြပါရှင်